ျွန်တော်ကြားမိတဲ့မြန်မာနိုင်ငံရဲ့ငလင်မတန်းတချို့လူတောင် ခေါင်းစဉ်တက်လို့ရပါတယ်မစိုးရင်တိုက်သည့်ကြီးကိုသွားပြီးတော့စာတင်တန်ဃာနေနဲ့သွားရောက်ခဲ့တဲ့တန်ဃာတော်တပါငလင်ပြည့်ရဲ့နောက်မှာမုံရွာဘက်အလုံမျိုး ပြန်လာတယ်မုံရွာကအလုံမှာရန်ကုန်ကအလုံမဟုတ်ပါဘူးပြန်လာတဲ့ကဆရာတော် ကားရက်တယ်ဆိုရင်ပဲစီလာတဲ့ JKK ကားရက်တယ်ဆိုရင်ပဲဘေးရတခါတခါမရရအရှင်ဘုရားပစ္စည်းပစ္စည်းရတွေဘာတွေပါသေးလေလို့မိတဲ့ခါကြတော့ဘာမှမပါခဲ့ပါဘူးကွာငါအားလုံးကိုစွန့်ပစ်ထားခဲ့တယ်လို့ပြောရမှာပဲတဲ့ ချို့ကိစ္စတွေကတော့စိတ်แท้ကပါပြီးတော့စွန့်ပစ်ခဲ့တာပေါ့တဲ့ဒါပေမဲ့လို့28ရက်နေငလင်ကြီးတိုက်ပြီးတဲ့အခါမှာညအခါကျတော့အိတ်ဆရာနေရာမရှိတဲ့အတွက်ကြောင့်မြေပြင်အသီးသီးမှာတန်ဃာတော်တွေအသီးသီးကသတင်းသုံးကြရတယ်အဲ့လိုသတင်းသုံးတဲ့အခါမှာတငယ်ချင်း၃ယောက်ဖြစ်တဲ့ငါတို့၃ပါးကလူတော်တော်များများနဲ့ ယဟန်တော်တော်များများနဲ့ခဝဲဝဲနေရာလေးတစ်ခုကိုသတင်းသုံးကြတယ်။တစ်ပင်ရင်တစ်ခုအောင်မှာဖြာခင်းပြီးတော့ညခါမှာအိတ်ဆက်ကြတယ်။အဲ့လိုအိတ်ဆက်ကြတဲ့ခါမှာမန္တလေးမှာရှိတဲ့အသက်အစိတ်အရွယ်လူငယ်လေးတွေခုနှစ်ယောက်လောက်တမြောင်ကိုစီနဲ့ရောက်လာပြီးတော့ငါတို့ရဲ့ဘီနာလေးကိုအရှင်ဖျားတို့ ရှိသမျှပတ်စံတဲ့ပစ္စည်းအကုန်ထုတ်ဆိုပြီးတော့ချိန်ချောက်တယ်ငါတို့ကအားလုံးအရာရာအားလုံးကိုလောကီပစ္စည်းဥစ္စာအားလုံးကိုစွန့်လွတ်ပြီးတော့လောကုတ္တရာထဲတော့မှဝင်နေခဲ့ပြီလေဆုံးရှုံးမှုတွေဒီတက်တော့မဆုံးရှုံးနိုင်ဘူးဆိုပြီးတော့ဘာမှရန်တုံ့ပြန်ခြင်းမရှိဘဲနဲ့ကဲတကားတော့ တကားတော့ကြိုက်တဲ့ပစ္စည်းကြိုက်တယ်လို့သာယူရသွားကြဆန္ဒရှိလို့တကားတော့ဖုံးကြီးတွေကိုဓာတ်နဲ့ထိုးခြင်းတပါဆိုရဲထိုးသွားဆိုတော့မှအဲ့ဒီမှာရှိတဲ့ပတ်စံရဲ့ဖုံးရဲ့ယူပြီးတော့ထွက်သွားကြရဲ့ငါတော့အတော်ကိုစိတ်မကောင်းဖြစ်မိတယ်တကားတော့ရဲ့ နောက်မုံရွာနေပြီးတော့သွားလှူတဲ့အလှူဖွဲတစ်ဖွဲရှိတယ်။သူကတော့ပုဂ္ဂလိကတဦးတယောက်ထဲကနေပေါ့သူတို့တနိုင်တစ်ပိုင်းကားနဲ့သွားပြီးတော့လှူတယ်။လှူတဲ့ခါမှာဟိုဘက်ကိုရောက်သွားတဲ့လမ်းကခยีကသာ မိုင်း80ပြောတာအစင့်စင်ရက်လိုက်နားလိုက်ဇကူးလိုက်နဲ့စသဖြင့်လောက်ရတဲ့အတွက်ကြောင့်မန္တလေးကိုရောက်တဲ့ခါမှာနေဝင်ရိုးကြီးရောက်သွားတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲနေရာမရတဲ့ကြောင့်မလို့ကားအများစုနဲ့ခက်လန်းလန်းတနေရာမှာသွားပြီးတော့ရက်ပြီးတော့ညအိတ်တယ်။မနေ့ရောင်တော့လူဝဲပစ္စည်းတွေရေတံမှုဆန်အိတ်ကြက်တော်ငချောင်းငချမ်းမှာအစပေါ့လေဝတ္ထုငွေစုံအားလုံးလူမဲ့ဆိုပြီးတော့နားနေတဲ့ခါမှာအခွန်းဖုန်းကြီးကိုတိုက်တဲ့ဓမြဆန်ဆန်မျိုးပဲလူတွေဟာ ကျွန်တော်တို့ကိုပေးပါဆိုပြီးတော့ဗဇက်ကသာပေးပါလို့ပြောတဲ့အနေထားရှိပြီမလို့တခါတည်းလက်တရအထုပ်ကိုစီကိုဆွဲပြီးတော့ယူတဲ့အဆင့်ကိုရောက်နေပြီညထာအနေထားကလည်းပဲအလူခံပုံကိုတယောက်ရဲ့ညထာမဟုတ်ပဲねပေးခြင်းပြီးမပေးလေယူမဲဆိုတဲ့လူရမှုအသွင်ကိုရောက်နေပါတယ် နောက်တစ်ခုကဒီငလျင်ဘေးတံကြောင့်တင့်တဲ့အချို့အချို့သောနေရာတွေမှာမိမိတို့ရဲ့ပိုင်ဆိုင်မှုအိမ်ဝင်ချမ်းမြေပိုင်ဆိုင်မှုစာချုပ်တွေကားပိုင်ဆိုင်မှုစာချုပ်တွေထည့်ထားတဲ့ဖိုင်လွဲအသီးသီးတွေကိုရသွားတဲ့လူတွေကသိန်း60နဲ့ရွေးခိုင်းရတာနဲ့သိန်း1000နဲ့ရွေးခိုင်းရတာနဲ့နေရာကဏ္ဍအသီးသီးမှာဖြစ်ပေါ်နေတယ် နောက်တစ်ခုကဒီညမှာခွင့်ပြုချက်အချိန်ကိုကြောသွားတဲ့အခါမှာတခိုးရမြဆန်းဆန်းမြေအောက်မှာနေနေတဲ့တယံဇာတတွေကိုဖော်ထုတ်တဲ့အဖွဲကလည်းဒုနယ်တီဖြစ်နေတယ်အဲ့ကျကျွန်တော်တို့အနှစ်ချုပ်ရပြောရမယ်ဆိုလို့ရှိရင်လူတဦးတယောက်တောင်မကပဲနဲ့လူအများစုဒုက္ခရောက်နေတဲ့အချိန်ခါမျိုးမှာတော့ဒါမျိုးတွေမဖြစ်တတ်ပါဘူး မန္တလေးမြို့ကြီးဟာနာမည်ကြီးပါတယ်အမှုပညာရလည်းနာမည်ကြီးပါတယ်ယဉ်ကျေးမှုရလည်းထွန်းကားပြီးတော့အရန်နာမည်ကြီးတဲ့မြို့ကြီးတစ်မြို့ပါဒါပေမဲ့လို့အဲ့ဒီလိုကောင်းတဲ့အရာတွေနဲ့နာမည်ကြီးတယ်လို့ခေတ်ကာလကောင်းစဉ်တုန်းကလည်းပဲစီလာတဲ့ဆိုင်ကူဓာတ်ထောက်ပြီးတော့လူရတာနဲ့အဆောင်တွေအထက်ထက်ချထားတဲ့ရွှေဆိုင်အသီးသီးကိုလူရတာနဲ့ဒါမျိုးတွေကလည်းနာမည်ကြီးတာဟုတ်အဲ့ကြအခုလိုမျိုးယောဂါ မဟုတ်ဖဲနဲ့ကပ်ပြီးကြားရောက်နေတဲ့အချိန်ခါမျိုးပါလေပဲအခွန့်နဲ့လူတွေကပိုးပို့ပြီးတော့ခေါင်းထောင်ပြီးတော့သူတို့အတွက်တော့ဇဘကြီးတဲကိုကြားတဲ့ကြွက်ပမာအာရပါရကြီးကိုသူတို့မှနစ်နေတဲ့တယံဇာတတွေကိုဖော်ထုတ်ကြတဲ့လူကဖော်ထုတ်လားလူတွေအဖွဲ့တွေကိုတခိုးတမျှဆန်ဆန်လူရမှုတွေကလည်းဖြစ်လို့ဖြစ်နောက်တစ်ခါမှမွေးပူရာ ကင်းမှောင်ဆိုသလိုဒုက္ခရောက်လို့မှနေစရာရှားနေတဲ့လူတွေကိုဓမြဆန်ဆန်ဓားထောက်ပြီးတော့ချိတ်ချောက်မှုတွေကလည်းအများကြီးပဲဖြစ်နေတယ်။ဒါလေးတွေကိုကျွန်တော်ကနေပြီးတော့ပြောပြချင်တာလေ။များသောအားဖြင့်ဒီဓမြဆန်ဆန်လောက်ကြတဲ့လူတွေကယောက်ျားတွေပဲ။တတ္တိရှိစမ်းမှာမဟုတ်တဲ့နေရာမှာတတ္တိမရှိပါနဲ့။ မိမိဘဝကိုတိဆောက်တဲ့နေရာမှာရဲရဲဝံ့ဝံ့နဲ့မှန်ကန်တဲ့လမ်းကြောင်းကနေပေါ်လျှောက်တဲ့ဤစနစ်နဲ့တတ်သိရှိနေရင်ဆိုင်ကသမ်းပါဒီချိန်ကမှလူများကအယံကိုဒုက္ခရောက်နေပြီလူလူတိတတ်ကြစီရှင်ပါတယ်လူလူအတွေးခေါ်လေးတွေရှိကြသမ်းပါနိုင်ငံရခြားတိုင်းပြည်အသီးသီးမိမိတို့ဒေသမှာမဟုတ်တဲ့ ပြည်နယ်လိုက်တိုင်းလိုက်တွေကနေလာပြီးတော့စစ်ဘေးစစ်ဆန်တင်တဲ့အထက်သူတို့လည်းပဲငလျင်တန်းအနေနဲ့များခံစားရတဲ့အထက်မှာပါမိမိတို့မျိုးကြီးကိုအင်းနဲ့အားနဲ့လာပြီးတော့လှူးနေကြတန်းနေကြကုညီးနေကြတာတွေကိုဘာဖြစ်လို့စိတ်နှောက်ရှက်ပေးချင်ကြတာလဲစဉ်းစားကြည့်ပါ